ရိကမှာနေထိုင်စဉ်တုန်းကသူမအပေါ်ကိုနင်းနင်းနာနာပြောဆိုခဲ့ဘူးတဲ့တမီဆိုးရဲ့တရင်ကိုကြားခဲ့ရပြီးကန်ကန်ရဲ့အကျိုးကိုယုံကြည်တယ်လို့ပြောလာခဲ့တဲ့တရုတ်ဆောင်မီပစီကိုလည်းပြောလိုက်မယ်တခါလည်းပြောလိုက်မယ်ငါ့ကိုထပ်ပြီးတော့ဆက်ပြောမယ်ဆိုရင်နင်းရဲ့အကြောင်းလေးငါလိုက်နဲ့ဖတ်ဖို့မယ်ဒီတပ်ပြရှင်လောက်လိုက်နင်းဖို့ငါဖို့ပဲနင်းဖို့ငါဖို့ပဲ နင်ဘသူနဲ့ဖယ်ချင်းနေပါလားပြည်သက်ကြီးရှင်အခုရက်ပိုင်းလူမှုကွန်ရက်ပေါ်မှာအားလုံးကစိတ်ဝင်စားနေကြတယ်ဆယ်လီသမီးဆိုဖန်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးသမီးဆိုဖန်ခံရတဲ့အပေါ်မှာဝမ်းနည်းသူကမရှိသလောက်နေပါနေပြီးအမေရိကန်မှာနေထိုင်စဉ်မြန်မာနိုင်ငံကလူတွေရဲ့အကြောင်းကိုသဘုံလေးလွင့်ပြောဆိုခဲ့တဲ့ပြစ်ဒဏ်တွေကိုပြန်လည်ခန်းဆားရတော့မှာမို့သမီးဆိုရဲ့လုံရက်တွေအတွက်ထိုက်တန်တယ်လို့အားလုံးကယုံကြည်နေကြတာပါ ဆယ်လီသမီးစုဟာပြီးခဲ့တဲ့အောက်တိုဘာလ12ရက်နေ့ကထိုင်းနိုင်ငံကိုထွက်ခွာမဲ့လင်းရင်ပေါ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီးသူမဖမ်းဆီးခံခဲ့ရတာကတော့ဆယ်လီအေတင်ကိုကတိုင်ကြားခဲ့တဲ့အမှုကြောင့်ဖြစ်တယ်လို့လည်းသိရပါဗျ။ အခုလက်ရှိမှာတော့ဒေါ်အီတင်ကိုကတမီဆိုးကိုဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့တရားစွဲဆိုထားတာဖြစ်ပေမယ့်တမီဆိုးဟာအမေရိကမှာနေထိုင်စဉ်ကာလတစ်လျှောက်လုံးမြန်မာနိုင်ငံကအရာရှိတွေနဲ့စစ်တပ်အတိုင်းဝိုင်းပေါ်မှာမကြောက်ဝမနာတာပြောဆိုခဲ့ဘူးတာတွေလည်းရှိနေခဲ့တာကြောင့်တခြားသောပုံမှတွေလည်းထပ်တိုးလာနိုင်တယ်လို့သိရှိရပါတယ်။ ဆယ်လီသမီးဆိုဟာအမေရိကမှာနေထိုင်စဉ်ကာလတစ်လျှောက်လုံးမြန်မာနိုင်ငံကလူတွေရဲ့အကြောင်းကိုမကြားမမနာတာစကားလုံးတွေနဲ့ပွဲတွေဖန်တီးပြီးပြောဆိုခဲ့တဲ့နေ့မှာတရုတ်ဆောင်မေပကြီးရဲ့အကြောင်းလဲပါဝင်ခဲ့တာဖြစ်ပါတယ်သမီးဆိုကတရုတ်ဆောင်မေပကြီးဟာအခုလိုမအောင်မြင်ခင်ကာလတုန်းကစပွန်ဆာဘဲတွေတယောက်ပြီးတယောက်နဲ့တွဲခဲ့တာဖြစ်ပြီးအပြူတယောက်တောင်ဖြစ်မနေတော့ဘူးဆိုတဲ့စကားလုံးတွေကိုတုံတုံကမေပကြီးကိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့တမီဆိုးတယောက်မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာတော့တရုတ်ဆောင်မိပကြီးကတစုံတရာတုံ့ပြန်ခဲ့ခြင်းမရှိပေမယ့်တမီဆိုးအဖမ်းခံရတဲ့တရင်ကိုကြားပြီးနောက်မှာတော့သူမအနေနဲ့ကန်ကန်ရဲ့အကျိုးကိုပုံပြီးတော့ယုံကြည်လာတယ်လို့သူမရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတွေ့ဝိုက်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ခါရဲမိပကြီးကိုလည်းပြောလိုက်မယ်။တခါရဲပြောလိုက်မယ်။ငါ့ကိုထပ်ပြီးတော့ဆက်ပြောမယ်ဆိုရင်နေ့ရက်အကြောင်းလေးငါ live နဲ့ဖတ်ဖို့မယ်။ ဒီတပိရှင်လောက်လိုက်နင်းဖောင်းငါဖောင်းပဲနင်းဖောင်းငါဖောင်းပဲနင်းဘသူနဲ့ဘယ်ချင်းနဲ့ဘလောက်လိုက်ခဲ့တယ်နင်းဘသူစီကနေဒီမြေခွက်ကိုရှားခဲ့တယ်နင်းမလို့ရင်ဖာလာတယ်ဆိုတာငါအကုန်ဖောင်းမယ်ဒီတပိရှင်လောက်လိုက်ငါစိတ်မခေါ်နဲ့နော်မေမကြီးငါခုညွန့်ဒီလောက်ပဲပြောသွားတာဒီလောက်ပဲပြောသွားတာငါ့ကိုနာကြီးဘောမလို့မပြောနဲ့တတ်ဖို့မှနင်းငါလေဘောတော့ငါမမဘူးရှင်းတယ်နော် ငါ့ကိုဘောမှာကစကားလာမပြောနဲ့ငါ့ကိုနေနဲ့ငါနဲ့ပါစင်နဲ့ရင်းဖြစ်တဲ့ကိစ္စမှာငါ့ကိုနိုင်ငံရေးအစိမ့်တွေအနီတွေကာလာတွေလာမစိုးနဲ့ငါမကြိုက်ဘူးငါမကြိုက်ဘူးတခုခုဆိုလို့ရှိရင်ကျမ900ငါနဲ့ပြေးနေရလို့ဟမ်ငါရငါ့ကိုခံဝင်ထိုးပြီးတော့အခုကျတော့နင်ကသားရနေတယ်ဘာလဲညမာကြီးရပါလေတော်လိုင်းကြီးပြီးွားပြီလားဟမ် ါသွားပြီလားလွတ်လည်ရောက်သွားပြီလားပြောပါဦးစောက်ပေါ်တွေလောက်ပြီးလိုက်ကြရောင်းပြီးတော့ကျွဲပြကျွဲပြပြီးကြွားပြနေကောင်းမစောက်ရှက်မရှိဘူးအမေသမီးဆိုပြီးတော့ဘာအမေသမီးလဲအမေသမီးတို့လို့ချင်းနေခောင်းဝင်မထိုးတဲ့လေအမေမထွက်မချင်းနေမှာနေလေအမေကိုချစ်တယ်ဆိုရင်ငါတားစားရမရှိတော့စောက်လိုက်ထရောင်းပြီးတော့ငါစားရမရှိတော့လိုက်ရောင်းတာမဟုတ်ဘူးငါငါငါအပြင်းပြထတာရောင်းတာအဲ့ချင်မှုတို့ တရင်တို့ငါဘသူရဲ့အဆောင်မှာအယူပြီးရောင်းတာမဟုတ်ဘူးငါ့ကိုလာမပြောနဲ့ဈေးရောက်စားရဲဆိုတာဈေးရောက်စားရဲဆိုတာငါဝါသနာရရောင်းနေတာငါမရောင်းလဲဘာမှဖြစ်ဘူးနေရလိုက်မရောင်းရလို့နေရငတ်မှာနေရနေရပြန်မှာအောက်လိုက်ရမှာညပဲអော်လာလိုက်ရမယ်កောင်မငါ့ကိုလာပြီးတော့ပြောအောင်ကိုဆောက်ចောင်းကိုသိလေငါ့ကိုနေပြောစရာဘာလဲငါအနည်းလို့ဖာခံခဲ့လို့လားငါអော်လာလိုက်ခဲ့တဲ့កောင်မမဟုတ်လို့လားပြောပါဦးဟမ်ငါဘယ်ကောင်းကြီးကနေငါမြေခွက်ရခဲ့တဲ့កောင်မမဟုတ်လို့လဲ 你哪有表姐的路，谁能走得空嘛？没得空嘛，路表，哪有没得空空的？你要跟上嘛，高兴了嘛？嘎喂，接着阿龙。